ဒီနေ့ဗီဒီယိုလေးကတော့တလောင်းကိုတပေါင်းတပေါင်းခွဲလောက်ပဲပေးရပြီးတော့ချင်းမိုင်ပြန်လဲပေးတယ်အာမခံနဲ့ရောင်းတဲ့ဒူဝင်းဒီဆိုင်လေးကိုခေါ်သွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင် Chris ခေါ်သွားမဲ့ဆိုင်လေးကတော့ဒူဝင်း market ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီဆိုင်ရှိတဲ့နေရာလေးကတော့ရန်ကုန်မြို့35လမ်းအလယ်ဘလောက်အနော်အထားလမ်းပတ်နဲ့နီးပါတယ်ရှင်ဒီဆိုင်မှာဆိုရင်ဒူဝင်းဒီကအရွယ်စားပေါ်မူတည်ပြီးတော့ဈေးနှုန်းလေးတွေအမျိုးမျိုးကွဲပါတယ်ရှင်တလောင်းကိုတပေါင်းတပေါင်းခွဲ2ပေါင်း2ပေါင်းခွဲ5ပေါင်းဆိုပြီးတော့အစားအစာရှိပါတယ်ရှင်ပထမဆုံးအနေနဲ့ Grace ကအလုံးကြီးကြီးကောင်း ကောင်းလေးစားကျင်တာမလို့9000တန်တလုံးအရင်ယူလိုက်ပါတယ်ရှင်ဒီဆိုင်မှာရှိတဲ့ဒူးရင်သီးတွေအကုန်လုံးကဗမာသီးရေးသီးတွေပဲဖြစ်ပါတယ်ရှင်9000တန်အလုံးကအလုံးအကြီးပဲမလို့ဒီလိုမျိုးဖောက်လိုက်တဲ့အခါမှာကော်ဘူးနဲ့အပြည့်အသိတက်ဘူးစာရပါတယ်ရှင် Grace ကဒူရင်းဒီကိုဒီနှစ်အတွက်အခုမှပထမဆုံးအကြိမ်စားမှဖြစ်လို့စားရတာမဝမှာဆိုလို့နောက်တစ်လုံးထွက်ယူလိုက်ပါတယ်။ဒါလေးကတော့နှစ်ပေါင်းခွဲတာမှာဒီလိုမျိုးတပူအပြည့်အသိရပါတယ်။အခုဒါနောက်တစ်လုံးထပ်ယူရင်ညပါ။ဒီထက်ကတော့နှစ်ပေါင်းတန်ပါ။နှစ်ပေါင်းတန်တစ်လုံးယူလိုက်တော့ဒီရလေးရပါတယ်။ Grace ရဲ့ကင်မရာမန်ကလည်းဒူရင်းဒီကိုအရန်ကြိုက်တဲ့သူဖြစ်တာမလို့ Grace ထပ်ပြီးယူပါမယ်။တစ်ပေါင်းခွဲတန်တစ်လုံးတစ်ပေါင်းတန်တစ်လုံးထပ်ပြီးတော့ခွဲပါမယ်ရှင်။အခုခွဲနေရလေးကတော့တစ်ပေါင်းတန်ပါ။တစ်ပေါင်းတန်ကိုအစား Grace ကလည်းတက်တက်လေးအိမ် တေးလေးတွေရမယ်ထင်ထားတာရှင်အခုလိုမျိုးဝါဝင်းဆိုးနေတဲ့ဒီလိုမျိုးအိမ်ကြီးကြီးနဲ့တပေါင်းတန်လေးရပါတယ် grace အခုကစုစုပေါင်း၅လုံးယူလိုက်တာပါတပေါင်းတန်တစ်လုံးတပေါင်းခွဲတန်တစ်လုံးနှစ်ပေါင်းတန်တစ်လုံးနှစ်ပေါင်းခွဲတန်တစ်လုံး၅ပေါင်းတန်တစ်လုံးစုစုပေါင်း၅လုံးယူလိုက်တယ်ဘူးနဲ့ဒီလိုမျိုး၆ဘူးရပါတယ်ရှင်ဒါ grace တို့နှစ်ယောက်စားမှာပေါ့နော် grace ရိုက်ပြီးသွားတဲ့ခါကျရင် grace cameraman ကလည်းဒူးရင်ဒီအရန်တိုက်တဲ့သူဖြစ်တာမလို့ဒါနှစ်ယောက်စားအတွက်၅လုံး grace တခါတည်းခွဲပြီးပြင်ဆင်ထားတာပါအခုကဒူးရင်ဒီကပေါ်ကားစားမလို့ဈေးလေးနည်းနည်းလေးများ ားနေတာပေါ့နော်နောက်ပိုင်းမှာဒူရင်ဒီကလှန့်လှန့်လေးပေါ်လာမယ်ဆိုရင်ဈေးကထက်ကြမှာပါဒီဈေးအတိုင်းကပုံတင်မဟုတ်ပါဘူးဒူရင်ဒီလှန့်လှန့်ပေါ်လာပြီဆိုတာနဲ့ဈေးကထထထထပြီးကျသွားမှာပါရှင် grace ကလေဒူရင်ဒီအနမ်းရပြီဒူရင်ဒီကိုမြင်ပြီဆိုတာနဲ့တခါတည်းတမ်းပြီးထိုင်စားကျင်တဲ့လူမျိုးအိမ်ကိုပါဆက်မတင်နိုင်တဲ့လူမျိုးပေါ့နော်အဲဒါကြောင့်ဒီမှာတခါတည်းတမ်းပြီးထိုင်စားလိုက်ပါတယ်အခုပထမဆုံးစားမှာတော့9000နဲ့အလုံးကြီးပေါ့နော်သူကခွဲပြီးထည့်လိုက်တော့ဒီကော်ဘူးထဲမှာနှစ်ဘူးအပြည့်အသိရပါတယ်အမွှားကလည်းအကြီးနဲ့အသားတွေအပြည့်ပါပဲ သူကဗမာသားရေးသီးတွေဖြစ်တာမလို့အသားထူထူကြီးတော့မဟုတ်ဘူးအသားတော့ပါတယ်ဒါပေမဲ့မြန်မာသားထဲမှာတော်တော်လေးကိုထူတဲ့အသီးလို့ပြောရမယ်အနက်အယမ်းမွေးပြီးချိုးဤစောင့်တက်စားခြင်းဒီလိုမျိုး9000နဲ့သီးစားပါဒါလေးကတော့2000ခွဲရန်အသီးပါအလုံးနည်းနည်းသေးသွားတာမလို့သူကတော့ကော်ဘူးနဲ့တဘူးပဲရပါတယ်ဒါပေမဲ့ခုနက9000နဲ့ထက်စိုက်ကိုနည်းနည်းလေးပဲသေးသွားမယ်အမွာလေသူလည်းအမွာကြီးကြီးအသားထူထူပဲ ဒူဝင်ဒီစားပြီဆိုရင်အပူကြအောင်လို့မင်းကိုတီလေးလဲတွဲစားပေးပါနော်တချို့ကတော့ဒူဝင်ဒီအားလုံးစားပြီးတဲ့အချိန်မှာမင်းကိုတီကိုစားကြတယ် Grace ကတော့ဒူဝင်ဒီစားလိုက်မင်းကိုတီစားလိုက်စားရတာကိုကြိုက်ပါတယ်မင်းကိုတီကတော့တလုံး600ပဲရှိရမလို့ share တန်တယ်လို့ပြောရပါမယ်။ Christo လမ်းထိပ်မှာဆို1200 1500လောက်တိပေးရပါတယ်ရှင်။ဒါလေးကတော့2000တန်မှာ2000တန်နဲ့2000ခွဲတန်တွေကတိတ်တော့မကွာပါဘူး။အလုံးရောအရွယ်စားရောအမွှာနေထားရောအရာတာရော ခဆန်ဆန်ပါပဲတိတ်မကွာပါဘူးရှင် grace အခုစားပြနေတဲ့အတီးတွေအကုန်လုံးကဗမာတီရေးသေးတွေဖြစ်တာကြောင့်ရောခြံတစ်ခြံလည်းရနေယူထားတဲ့အတီးတွေဖြစ်တာကြောင့်ရောအရသာထူးထူးခြားခြားကွာခြားသွားတာမျိုးမရှိပါဘူးအလုံးအကြီးသေးပုံမူတည်ပြီးတော့အသားထူတာအသားပတာရှိတယ်လို့အလုံးအကြီးသေးပုံမူတည်ပြီးတော့အရသာအချိုကဲတာအချိုနဲတာဒါမျိုးလေးပဲကွာပါရရှင် အဲ့တော့အလုံးကြီးကြီးကောင်းကောင်းအီအီဆောင်းဆောင်ချွတ်ချွတ်ပြပြကိုစားချင်တဲ့သူက9000နဲ့ကိုရွေးချယ်လို့ရပြီးတော့ဘတ်ဂျက်ချိန်ပြီးစားမဲ့လူတွေကတထောင်တထောင်ခွဲတန်ကိုစားလို့ရပါတယ်ရှင်။ဒါလေးကတော့တထောင်နဲ့မှာတထောင်နဲ့ grace ကလေအလုံးသေးတော့အရန်သေးမယ်လို့ထင်ထားတာ။တကယ်တကယ်ဖောက်ကြည့်လိုက်တော့လည်းအရန်မသေးပဲနဲ့အနေတော်လေးဖြစ်တဲ့စားရတာအဆင်ပြေတဲ့အရသာလည်းစားလို့ကောင်းတယ်။အသားတွေလည်းမစိုးပါတင်းတလောက်ပါတာကိုတွေးမိပါတယ်ရှင်။ဒီ Dream Market ကို grace တိုက်ရတဲ့အကြောင်းရင်းကလေသူ့ဆိုင်ရာဒူးရင်သေးတွေဝယ်သွားပြီဆိုရင် ်ချင်းရင်မိုင်းရေဝင်ပြန်လဲပေးတယ်အဲ့ဒီလိုအာမခံတဲ့ရောင်းတာ grace ကတော်တော်လေးသဘောကျမိလို့အခုလန်တာနောက်တစ်ခေါက် ပြန်လာပြီးတော့ vlog ရိုက်တာပေါ့နော်မနှစ်ကဆိုရင်လည်း Grace Design vlog ရိုက်ပေးမှုပါတယ်ရှင် Grace စားတဲ့လိုမျိုးအလုံးလိုက်ကိုခွဲစားတာအပြင်ဘူးနဲ့မှားခြင်းတယ်ဆိုရင်လည်းမှားလို့ရပါတယ်ဘူးနဲ့ဆိုရင်တဘူးကို2000 2000ခွဲရှိပါတယ်ရှင်ရန်ကုန်မြို့တွင်လည်းပို့ပြီးတယ်လို့နေကိုလည်းကားကြီးချပေးရလို့သိရပါတယ်ရှင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် Grace ကတော့အင်အားလူတွေစားဖို့တော့ထပ်ပြီးတော့ရွေးလိုက်ပါအောင်မယ်ရှင် Grace ဒီနေ့သွားခဲ့တဲ့ဆိုင်လေးကတော့ Doing Market ပဲဖြစ်ပါတယ်ရှင်ရန်ကုန်မြို့35လမ်းအလယ်ဘလောက်အနော်အထာဘက်နဲ့နှီးပါတယ်ရှင်အားလုံးမတတား